သိရင်မင်းညရဲ့ကျွန်တော်ကဲ Facebook ကျွန်တော်ကိုချုပ်ပြန်ပြထားပါလေ။ဒါကတော့ကျောင်းနိုင်ငံအင်တာဗျူးကဒီရာဇူးတဝက်ကျော်လာပေါ့ရေ။ဒီကာယကဒုက္ခစိတ္တိကဒုက္ခတွေခန္ဓာအစဉ်ဆုံးကြီးတခုအောက်မှာဒီကခန္ဓာလာပြီးရင်တော့ဒီအချိန်မှာတော့ကျွန်တော်ရောင်ကြီးလေးနည်းနည်းပေါ်သွားတန်းလာလို့အဲ့လိုမျိုးလေးပါလေ။ဒီဒီနေ့ တို့နောင်မိမသားတောင်နဲ့ကျော်ရည်မှာစတိုင်းလို့ညောသူဆုံးစီမေးရတဲ့ကွာမှာကျွန်တော်ကတော့တက်နေတော့အကောင်းဆုံးပဲတကညိုနေတာရှိပါတယ်လောက်ပါပဲအဲဒီကတော့လေကျွန်တော်တို့ဇင်ကလေးကမကြခဏပြောလို့ politics ကဝင်ရောပေါ့စိတ်ရှင်တာကောင်းရှိလို့ရှိတယ်ပုံလို့ကဲဒီသဘောရိုးတိုင်းမျိုးပေါ်တကယ်ကိုတုတ်တက်စီတင်နေဆိုဒီတွေးဆောင်မှုကအရန်ကောင်းပါတယ် ွင့်နေတွေးကြတာတွေးတဲ့အခါမှာကျွန်တော်တို့အောက်ရှိလူတွေကဖြစ်နေတာကရုပ်တွေကိုကြည့်ပြီးကျွန်တော်တို့ကိုယ့်ဘာသာကိုဘာသာပြန်လည်နေတာပေါ့သူတွေးဆောင်ခဲ့တာလည်းရှိတယ်အောက်ကတွေးဆောင်ခြင်းရဲ့အဖြေရပါလဲရာသကပါလဲဆိုတော့ချင်းချင်းလေးမသိရဘူးဒါပေမဲ့ဒီနေ့ဒီချိန်မှာရန်နဲ့လင်းနဲ့ခက်ရောက်သွားပြီအဲ့ဒီချိန်မှာသူတွေးကြတယ်ဒေါဆင်းနဲ့ဒါပေမဲ့အဲ့ဒီတွေးတာကအရင်ကလိုပဲကျွန်တော်တို့ရုပ်တွေကိုကြည့်ပြီးတော့ဘာသာပြန်ရတဲ့ခက်ကိုတော့ကြော်မယ်လို့ကျွန်တော်မြင်တယ်သူထူးခြားတဲ့ရာသကအဖြေတစ်ခုတော့ဖြစ်မယ်လို့ကျွန်တော်မျှော်လင့်တယ် ကာတဲ့ကပြရတယ်။ဟာဝမ်းသာနေတယ်။ဒါနဲ့ကျွန်တော်စိတ်ပိုင်းရတော့ကျွန်တော်တိတ်နာမယ်။ဒီနိုင်ငံအခုကြောင်းကာလကိုအမေရဲ့ဒီကဲဘာနဲ့ဆောင်နေပဲဒီလိုကြောင်းနေသွားမယ်။ဘာမင်းစင်လေကြောင်းမှုကကြောင်းနေသွားမယ်။မြင်နေတာ။မူဝဆင်တိုက်တောင်းဆိုတာကတော့တောင်းဆန်းစစ်ကြည့်ရဲအဲ့ စင်တဆိုင်တောင်းဆိုတဲ့ရလက်ကဒီ2015ရွေးကောက်ပွဲတော်ကာလမှာကောင်းထဲပေါ်လာတယ်ပေါ့ဒါမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ပြည်သူတွေရဲ့တောင်းဆိုမှုကိုမှကောင်းထဲပေါ်လာတယ်လို့ပြောရင်ပြောစီခြင်းပဲပုံမှန်မယ်လို့ထင်တယ်ဟာသမရာတွေ့ခြင်းလို့ကာချုပ်ကတွေ့ခွင့်ပေးလို့ဆိုတာတဲ့ပြည်သူတွေရဲ့တောင်းဆိုမှုပြည်သူတွေရဲ့ဆန္ဒကိုဒီနေ့မဖြစ်မနေ ောင့်ထဲပေါ်လဲရတဲ့နေ့လို့ကျွန်တော်ပြောချင်ပါတယ်